ဘာသာသာသနာညှိုးနှွမ်းစေမှုနဲ့တရားစွဲခံရတဲ့စာရေးဆရာဒင်လေးဦးအမှုအတွက်6ဦးမြို့နယ်တရားရုံးမှာတတိယအကြိမ်မြောက်အာမခံတင်ပေမဲ့ပယ်ချခံခဲ့ရပါတယ်ဒီသတင်းကိုခွန်ဘတာကတင်ဆက်ပေးထားပါတယ်ရှင်သာသနာညှိုးနှွမ်းစေမှုအပါအဝင်ပုံမှန်နှစ်ခုနဲ့တရားစွဲဆိုခံထားရတဲ့စာရေးဆရာဒင်လေးဦးအမှုကို6ဦးမြို့နယ်တရားရုံးမှာထပ်မံရုံးထုတ်ပြီးတရားလိုပြတ်သက်တဲ့သုံးပန်လခြေရွာအုပ်ချုပ်ရေးမှုကိုဒီဇင်ဘာလ30ရက်နေ့မှာစီမံခဲ့ပါတယ်စာရေးဆရာဒင်လေးဦးအမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့ကတရားလွတ်တော်ရှင်နေဦးသိန်းတန်ဦးကအာမခံတင်ထားတာလဲပယ်ချခံရတယ်လို့ပြောပါတယ်ဒါမြို့နယ်တရားရုံးကမပေးနိုင်တဲ့အတွက်မပေးတဲ့အတွက်အသုံးချင်ရှိသွားပြီးပေးတဲ့အတွက်ကျွန်တော်တို့သူ့တယ်နဲ့ဆင့်မြင်နေရောခရယာမုံရခရယာမုံရခမ်းမရကျွန်တော်မုံရတရားလို့ဆိုတော့ဒီကဒီတော်တရားလို့တက်လို့ရပါသေးတယ်ဆင့်နော်အဲကျွန်တော်ဥပဒေလမ်းကြောင်းနဲ့ညီသွားမှာပါ ဆိုတော့အမှုနေထားကတော့အဲ့လိုပေါ်လို့ဒီဒီမပေးခင်ကျွန်တော်ပြောလို့မရဘူးเนาะမရတိုးတော်လည်းပဲကျွန်တော်နားလဲကျွန်တော်တို့လမ်းကြောင်းကတော့ဒါကျွန်တော်နှစ်ပိုင်းသွားမယ်တစ်ပိုင်းကတော့ကျွန်တော်တို့ဆရာတော်တန်းကတော့ကျွန်တော်တို့ group ပြီးတော့တောင်းပါမယ်ဒါအမှန်မှန်ပေးချေကျွန်တော်ဘုရားပါတယ်ဖြစ်တယ်ဒုတိယဆရာဥတွေကြောင့်ကျွန်တော်ရင်ဆိုင်ဆိုင်တာအဲ့ဒီရွေးကျွန်တော်လောက်တာမုန်နိုင်ငံကြီးကဟောပြောချက်ဖြစ်တယ်အဲ့ဒီပေါ်ကကျွန်တော်တို့သွားမှာပါ ော်ဆရာထင်းလင်းဦးရဲ့ဟောပြောချက်ဟာတိုင်းပြည်မှာဖြစ်ပွားနေတဲ့စီးပွားရေးနိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးအရဝေဖန်ဟောပြောတာဖြစ်ပြီးတသနာကိုထိပါဒါလို့ယူဆလို့မရကြောင်းရှင်းနေဦးသိန်းတန်ဦးကပြောပါတယ်တသနာမှာဝေဖန်မှုတွေကိုကြိုဆိုပေမဲ့ဝေဖန်သူတွေကိုတရားစွဲဆိုပြုတ်တာဟာတသနာအတွေ့အန္တရာယ်ရှိတယ်လို့ဆိုပါတယ်တသနာတော်အနေနဲ့လည်းဝေဖန်မှုကတသနာတော်ကကြိုဆိုပါတယ်အဲဝေဘာနာမှားယွင်းရင်တော့ဒါတော့နည်းနည်းတောက်မှန်ပေါ့ဒီလောက်ဆိုပြီးရပါတယ် တဏှာဝေဘာမှုကအရေးကြီးတယ်အခုကဝေဘာမခံတဲ့ပုံစံမျိုးတွေဖြစ်အဲ့လိုဖြစ်အမှန်တော့သူပြောတာကမကောင်းတဲ့ယဟန်တွေကိုဝေဘာတယ်အဲ့ဒါနာတယ်ဆိုတော့မကောင်းဘူးပေါ့ဗျာနာတဲ့သူကမကောင်းတဲ့ယဟန်များဖြစ်နေတယ်ကျွန်တော်ပြောရရှင်းပါလေစကားကျွန်တော်ပြောပါမယ်။အမျိုးကြီးကအန်ဒရယ်ရှိတယ်သာနာအတွက်တိတ်အန်ဒရယ်ရှိတယ်။အဲ့ရှိတယ်မို့လားခင်ဗျားတို့ဘာခုံကြီးမဝေပန်ရတော့ ဘုန်းကြီးမပြောရဘုန်းကြီးပြောရင်ငရေရောက်ငရေကြတတ်တယ်အဲအဲ့အဲ့ဘုန်းကြီးတွေကမဝေးပါအောင်ပိတ်ဆို့နေတယ်ဘုန်းကြီးတွေများပါတယ်သာနာတော်မှာအဲကျတို့စာပေတင်ယူကြည့်တဲ့အခါဘုန်းကြီးလည်းကျောင်းသားလာခဲ့တာပါသူစာပေတင်ယူကြည့်တဲ့အခါဘယ်ဟုတ်လဲတရားဝေဘာခိုင်းတာဝေဘာနာဝေကျူဆိုတာစာရေးဆရာထင်လင်းဦးရဲ့ယုံချင်းကို အမျိုးပါတာသာသနာအဖွဲ့ကမှပါတာဆရာတော်အချို့နဲ့ဦးထင်လင်းဦးကိုထောက်ခံတဲ့တန်ဃာတော်အချို့ကြွားရောက်လာခဲ့ကြပါတယ်အမှုစစ်အပေးမှာတော့တန်ဃာတော်အပါ20လောက်ဟာ အမျိုးပါတာတသနာအောင်ရမည်ဆိုပြီးတော့ကြွေးကြော်တာတွေရှိခဲ့ပါတယ်မျိုးပါတာတာသနာကောင်းရေးမျိုးပါတာတာသနာကောင်းရေးအောင်ရမည်အောင်ရမည်ရုံချင်းအပြီးမှာတော့ဥထင်လင်းဦးရဲ့စနီဒေါ်စောစန္တာမြို့ကန်တချို့နဲ့ရှင်းနေဦးတင်တန်ဦးတို့ဟာချောင်းဦးမြို့နယ်တန်ခတ်ဝင်ဆောင်ဆရာတော်ကိုဝင်ချတောင်းပန်ဖို့တွေ့ဆုံခဲ့ကြပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကစီကိုင်းတိုင်းမှုံရွာခရိုင်ချောင်းဦးမြို့နယ်တုံးပန်လာကျေးရွာစပီဟော့ပြောပွဲမှာဟော့ပြောချက်တွေနဲ့ပတ်သက်လို့ ဘာသာတတနာယုံကြည်မှုကိုစော်ကားမှုပုံမှန်295ကကြီဘာသာရေးကိုစိတ်နာစေရန်တမင်ကြံရွယ်ပြီးစကားပြောဆိုမှုပုံမှန်298တွင်စာရေးဆရာထင်လင်းဦးကိုတရားဆွဲဆိုခဲ့တာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါ